င်္ဂလာပါရှင်မြမလူမျိုးတွေဟာဓလေ့ထုံတမ်းတွေအစဉ်အလာတွေကိုအင်မတန်မှ လေးစားကြတဲ့သူတွေဖြစ်ကြပါတယ်စီးပွားလက်လာပါတွေဒီအလားတူပွားစီဖို့ရည်ရွယ်ပြီးပေတင်ရတရားတွေကိုလည်းဆောင်ကြသလိုကံပွင့်လက်ပွင့်အောင် အပင်ဆိုင်တဲ့အလေးထားတွေကိုလည်းပြုလုပ်လေးရှိသူတွေပါဒီနေ့မှာတော့ဆဖတ်သူတို့ရဲ့ငွေရေးကြေးရေးနဲ့စီးပွားရေးတူတက်အောင်အိမ်မှာစိုက်ထားတဲ့လက်လာပါတူးစီဖို့ ဆိုင်တင်တဲ့အပင်တွေအကြောင်းပြောပြပေးတော့မှာပဲဖြစ်ပါတယ်။လက်ကီပံမှုခေါ်ရွှေဝါပင်တရုတ်ရိုးရာယုံကြည်သူတွေရရွှေဝါပင်တွေဟာစီးပွားလက်လာပါတွေကိုအင်မတန်မှတိုးတက်စေတယ်လို့ဆိုကြပါတယ်။ဆိုင်ရမခက်တဲ့အပြင်အိမ်တွင်းမှာလွယ်လွယ်ကူကူအလားဆင်နိုင်တာကြောင့်အိမ်တွေတွင်မကပဲတဲခိုခန်းတဲ့ဟိုတယ်တွေမှာပါအမြဲတွေ့ရတဲ့အပင်တစ်မျိုးပါ။ထူးခြားချက်အနေနဲ့ရွှေဝါပင်တွေဟာဆွဲဆောင်မှုရှိပြီး ကံကောင်းလက်ရှင်စေတဲ့အိမ်တွင်းအလားဆိုင်အပင်နေနဲ့မြေမာတာမကရေထဲမှာပါစိုက်ပြုလို့ရနိုင်ပါတယ်။တစ်ခွာပန်၊ပွင့်ဖက်၊ပွင့်ဖက်တွေကကပ္ပကပြားဖွဲ့ဆိုလို့မကုန်တဲ့အထိလပလွန်လို့ဆာလွာပေါင်းစုံနဲ့တင်စားရတဲ့ပန်တွေပါ။အယောင်အသွေးအမျိုးအစားစုံလင်တဲ့အပြင်ပန်မျိုးစားပုံမူတည်ပြီးတံမိုးတွေလည်းကွာခြားတတ်ပါတယ်။အယူအဆတချို့အရတစ်ခွာပန်တွေဟာအစင်းအင်မတန်လှပတာကြောင့် မြင်သူတိုင်းဖို့စိတ်ချမ်းသာမှုနဲ့အေးချမ်းမှုတွေပေးဆွမ်းနိုင်တဲ့အပြင်အဲ့လာအထာတွေကိုပါဖိတ်ခေါ်နိုင်ပါတယ်တဲ့ရွှေလာငွေလာပဲနာမည်ကအစလက်လာပါနဲ့ဘုံချက်တီတူးစီမဲ့အမည်နာမပါပဲရွှေလာငွေလာပင်တွေကကမုန်းပင်အမျိုးအစားတဲ့ပါဝင်ပါတယ်ကြောက်စိမ်အောင်လိုမျိုးစိမ့်ဖန့်ဖန့်ဆူနေတဲ့အရွက်တွေရှွှွှွှွင်နေရင်တော့ရွှေလာကမုန်းလို့ခေါ်ပြီးအဖြူဖန့်ဖန့်အစင်းရှိတဲ့ နှွေမြင်ပပလို့အရွက်ကလေးတွေပါလာရင်တော့ငွေလာကမုံလို့သတ်မှတ်ကြပါရယ်တိုးလူမျိုးရဲ့ဖုံးရွှေပညာမှာလဲဒီကမုံပင်လေးတွေကိုအိမ်မှာစိုက်ပျိုးထားခြင်းဟာအိမ်ကို လက်လာပါကောင်းစေခြင်းအိမ်သူအိမ်သားချင်းချင်းသိမြတ်ကောင်းမွန်ခြင်းလူတို့ကိုတန့်စင်ပေးနိုင်ခြင်းစတဲ့အကျိုးကျေးဇူးရှိတယ်လို့ညွှန်းထားကြတာကြောင့်အိမ်မှာခံကောင်းခြင်းတွေဝင်လာအောင်စိုက်ထားတဲ့အပင်လေးဆိုလဲမမားပါဘူး ကျောင်းစိမ်ပင် Japanese cherry or dollar plum လို့လူသိများပါတယ်။စပွဲတင်အလာထားစိုက်ပျိုးနိုင်တဲ့ပြင်လက်ရွှေငွေဝင်တို့ပြီးအလုတ်ကိုင်းစင်ပြေသောကြောင့် dollar plum လို့တင်စားခေါ်ဝေါ်ကြပါတယ်။ကျောင်းစိမ်ပင်တွေဟာချမ်းမြတ်မြတ်ဆောင်ရသည့်ချိန်မှာ အပွင့်များပွင့်တတ်ပြီးကျယ်ပွင့်ပုံစံဖြူဖွေးဖွေးဒါမှမဟုတ် cherry ပန်းပွင့်လေးတွေလိုပန်းရောင်အစင်ပွင့်လေးရှိပါတယ်။ ဒီရွက်လေးတွေရဲ့ဝိုင်းဝန်းတဲ့အသွင်အပြင်ဟာပတ်ဆက်အကျွေးစီးနဲ့စင်တူတရောင်ရှိတာကြောင့်ကျွဲဝချင်းအတိတ်နမိတ်ကိုစောင့်နေလို့အတိတ်ပဲဖွင့်ဆိုကြပါတယ်။အရွက်နဲ့ပွင့်ဘတ်တွေဟာလှပတဲ့အပြင် အပင်ရွယ်စားအပြင်လဲတင်းငယ်တာကြောင့်အလုံစပွဲမှာပါ အလားထားစိုက်ပျိုးနိုင်ပါတယ်။စီးပွားလက်လာပါတွေဒီရေလာတူပွားချင်းရင်တော့ကမုန်းနယ်ဝင်အပင်တွေကိုမိထားလို့ဘယ်ဖြစ်ပါမလဲ။ တရားကုမျိုးရှိတဲ့ဂမုံတွေကပင်ကူဂမုံစီပွားတို့ဂမုံပရမ ्या ဂမုံစတာတွေကိုတော့အဆိုင်များကြပြီးမဆိုင်တဲ့ခိုက်တက်တဲ့နဂါဂမုံစင်စွဲဂမုံ ကုမှုဒရာဂမုံတွေလည်းရှိပါသေးတယ်။ဂမုံပင်တွေကို အရှိတောင်အရမစိုက်တာဟာအကောင်းဆုံးဖြစ်ပြီးအရှိမြောက်အရမစိုက်မယ်ဆိုရင်တော့ငွေကြေးဆုံးရှုံးခြင်းနဲ့အိမ်သူအိမ်သားနဲ့အပြင်သူကြား ဆက်ဆံရေးပြဿနာတွေပေါ်လာတတ်တာကြောင့်အရှိအယံနဲ့မြောက်အယံမှာမဆိုင်သင့်ဘူးလို့ဖုံးရွှေပညာရှင်တွေကဆိုပါတယ်။အပင်ဆိုင်ခြင်းနဲ့စီးပွားအတက်ကြတက်ဆိုင်ရလားလို့မိကုံထုတ်ရရင်တော်ယုံလူဖို့ကတော့ယုံကြည်ရန်ခံနိုင်ပါတယ်။အချို့အဖြစ်ဆိုရရင်တော့အပင်ဆိုင်ပြူခြင်းဟာစိတ်ဖိစီးမှုကိုရောကြစေတယ်။စိတ်နှလုံးကိုတန်ဆင်ပေးနိုင်တယ်။ပဝန်းကျင်လေးထုကို အထိုက်အလျောက်တန်ဆင်ပေးနိုင်တယ်။ ဒါရီပြင်ကျမရေးအတွက်လည်းအထောက်အကူပြုဖြစ်စေတယ်ဆိုတဲ့အချက်တွေကိုတော့ညင်ပယ်လို့ရနိုင်မယ်မထင်ပါဘူးမိတ်ဆွေတို့အနေနဲ့ပီရင်ရရာလောကီပညာဘဟုသူတာတွေကိုစိုက်နေတတ်တယ်ဆိုရင် ကျမတို့ channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်